လာမုံရာဒီရောက်ပြီဆိုတော့ဒီတစ်ပတ်မှာလာမုံလေးတွေလှုပ်ရှားကြမယ်ဒီဗီဒီယိုမှာတော့လာမုံခွန်လုံးကြီးတစ်မျိုးနဲ့ချောကလက်မြေပဲအနည်းလုံးကြီးတို့ကိုလှုပ်ပြတော့မှာဖြစ်ပါတယ်အရင်ဆုံးချောကလက်နှစ်လေးကနေစလုပ်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ဗတ်ဆုံတုံးကျုံ60ဂရမ်ကို3-4မိနစ်ခန့်အပူပေးပြီးလှုပ်ပေးရပါမယ်အချိန်ပြည့်ရင်အိုချပြီးအေးခံထားပါ ပဲစီ35ဂရမ်ကိုအခုလိုအမြုပ်လေးတွေထားတဲ့အထိအပူပေးရပါမယ်။ပြီးတာနဲ့ဂျုံကိုစကားစစ်ပြီးစီနဲ့ရုံးမွေလိုက်ပါ။နောက်ထပ်ထည့်သွားမှာတော့တခြား30ဂရမ်၊၁ခြားဒီ35ဂရမ်၊ခိုခိုပေါင်တာ10ဂရမ်၊နန်း20ဂရမ်၊စား10ဂရမ်၊ရေပဲ60ဂရမ်၊ချောကလက်40ဂရမ်ထည့်ပြီးလက်နဲ့နဲလိုက်ပါ။ဤရနဲ့ချောကလက်ခေတုံး20ဂရမ်ကိုရင်သွေးခန့်အရေးဖြောပြီးရောနေပါတယ် လက်မကတ်တဲ့အနေအထားထိနေပြီးရရပါပြီ။ပြလာတဲ့အနစ်ကိုဗီဒီယိုတွေကအတိုင်း30ဂရမ်ရှိတဲ့အလုံးလေးတွေဖြစ်အောင်လုံးပါမယ်။နောက်တစ်ဆင့်မှာတော့လောက်မုံခုံလုံးပါပဲဖြစ်ပါတယ်။ကျဲဥ30ဂရမ်နဲ့ကွန်ဆက်10ဂရမ်ထည့်ချင်လိုက်ပါ။ပြီးရင်စား10ဂရမ်၊တကြာမုံ35ဂရမ်၊စီ60ဂရမ်ပြောင်းကြုံ35ဂရမ်ထည့်ပြီးဟမ်းမင်စာနဲ့မွေလိုက်ပါ ပြလာတဲ့နစ်ကိုခြုံ150ဂရမ်နှုံးမုံ9ဂရမ်ချိန်ထားတဲ့ခွက်တွေထည့်ပြီးလက်နဲ့နေပေးရပါမယ်။သူ့ကိုလည်းခြုံသားလက်မှာကပ်ပါမလားတဲ့ထီးနေလိုက်ရင်ရပါပြီ။ပြလာတဲ့ခြုံသားကို20ဂရမ်စီချိန်ပြီးလုံထားပါ။အခွန်ထူတာကြရင်25ဂရမ်ချိန်ပါ။ခွန်ဲကိုမြေပဲနှစ်ထည့်ပြီးလှမုတ်ပုံစံတွင်လိုက်ပါတယ် ပုံစံတွင်းထားတဲ့လောက်မုံကိုအပူချိန်နေရာနေရာနဲ့6မိနစ်ခန့်အရင်ဖုတ်ပေးရပါမယ်။အချိန်ပြည့်ရင်အာဝံကထုတ်ပြီး10မိနစ်အရင်ခန့်ထားပါ။ပြီးရနဲ့အပူချိန်160 160ပြောင်းထားပေးရပါမယ်။အပူချိန်ရတာနဲ့လာမုံမျက်နှာပြင်ကို ကြက်ဥတုပ်ပြီးနောက်ထပ်15မိနစ်ဖုတ်လိုက်ရင်ရပါပြီ။ဒါကတော့ဒီတစ်ပတ်ရဲ့ချောကလက်မြေပဲနေလာမုံပဲဖြစ်ပါတယ်။ ပုံမှန်စားနေကြလာမုံနဲ့မတူတာတော့လူမျိုးပါတာမီွေးစားတုံးလို့ရအောင်ဝက်စီကိုအသုံးမပြုတဲ့ recipe လေးဖြစ်ပါတယ်။ Hope you learn something. Bye bye.